ပြီးခဲ့တဲ့ပိုင်းမှာဆူဂျီနိုင်ခွေတဲ့အစင်ရတော့ဝိုင်းမွန်ဘောလုတ်ကလပ်ရဲ့ဒုတိယအစင်ပဲဖြစ်ပါတယ်။နီးပြောက်ခုတော့ရှင်တို့တို့ဆူဂျီကတက်ဆိုင်ကပို့လဲလူလိုပြောရတယ်။ခုတော့ဆူရှိကိုဒီလိုဘာရွယ်ချက်နဲ့လာလဲလို့မေးပါတယ်။ဆူရှိကဝိုင်းမွန်ဘောလုတ်အစင်ကိုပုံစံပြောင်းလို့လာလို့ပြောပါ။ပြီးတော့သူအစ်စ်ဖွဲ့စည်းထားတဲ့ဝိုင်းမွန်ဘောလုတ်ကလပ်ရဲ့ရွေးစဉ်အစင်ကိုလည်းပြလိုက်ပါတယ်။ဆူရှိကဘောလုတ်ပြန်မတစ်ခုလုပ်ပြီးတကယ်လို့ဝိုင်းမွန်အစင်ရှောင်းခဲ့ရင်တော့အစင်ကိုဖျက်သိမ်းပေးရမယ်လို့ပြောပါတယ်။ရှင်တို့ကလည်းလက်ခံလိုက်ပြီးဒီလိုနဲ့ဆူရှိရဲ့အနောက်အတွေ့အကြုံအစင်နဲ့ရှင်တို့ရဲ့ဝိုင်းမွန်လက်ရွေးစဉ်အစင်တို့ရဲ့ဘောလုတ်ကစပါတယ် ဖွဲ့စားရတဲ့ရှင်တို့နဲ့မိနာမီသာဝါတို့ဟာအတွဲအညီနဲ့အနောက်ဒူရဲကောင်းတွေကိုစပြီးတော့ထိုးစစ်ဆင်ပါတယ်။ရှင်တို့ကွင်းလေကိုချပပြီးဘောလုံးမိနာမီသာဝါကိုကိုဘော့ကိုတန်းပြီးတော့ကန်လိုက်ပါတယ်။ကျွန်တော်သိရတော့ခိုးပြီးထင်းလိုက်ပြီးမယ်။အနောက်ဒူရဲကောင်းတွေရဲ့ဂိုးသမားကတော့ AAC ပဲလက်တစ်ဖက်ထဲနဲ့ဖမ်းပြလိုက်ပါတယ်။ဒီလိုနဲ့အနောက်ဒူရဲကောင်းတွေရဲ့တံမြထိုးစစ်ကစပါတယ်။အနောက်ဒူရဲကောင်းတွေကအလင်းအမြန်ပဲတယောက်နဲ့တယောက်မိမကြဘောကြီးပဲပြီးပြီးတော့အချိန်တစ်ခဏအတွင်းမှာဝိုင်မုံသိန်းကိုခိုးသွင်းလိုက်ပါတယ်။ဒီလိုနဲ့အနောက်ဒူရဲကောင်းတွေကတကိုးစားနဲ့ဝိုင်မုံသိန်းကိုဥဆောင်နေပါတယ်။ ပွဲပြန်တဲ့အချိန်မှာလေဆူဂျီကဗန်မိုသင်းရှာဘောလုံးကိုလှုပ်ပြီးလင်းမြန်တဲ့အချိန်နဲ့ဗန်မိုတသင်းလုံးကိုကျော်ဖြတ်ပြီးတော့လိမ့်ဟောက်သွားပါတယ်။ဂိုးအေးရရောက်တော့သူ့ရဲ့သင်းမင်းတမန်တားကနေခိုးပေါက်စီကိုကန်လိုက်ပါတယ်။ဗန်မိုဘောလုံးသင်းရဲ့ခိုးဆောင်မှာဆံကိုကူကလည်းဒီတစ်ခါတော့မကိုးစရာဟုတ်ဆိုပြီးတော့သူ့ရဲ့လောင်ရံဖမ်းမောင်းနဲ့ဘောလုံးကိုတားပါတယ်။သူ့အဆောင်ကိုဘောလုံးကိုတားပေမဲ့ဘလို့မှတားလို့မရဘဲဘောလုံးကသူ့လက်ထက်ကလွတ်ထွက်ပြီးတော့ဂိုးရပါတယ်။ပရီးမီးယားလိမှာလီဗာပူးကမန်ယူ7-0နဲ့တီးရပေမဲ့အခုအနောက်ဇေယောင်းသင်းရတော့ဗန်မိုသင်းကိုတန်းစီနဲ့အသေးတီးနေပါတယ်။ ဒါအောင်မြင်နေမစုကဆဲရတော့နီးပြောက်တစ်ခုလှုပ်လို့ပြောနီးပြောက်တော့တစ်ခုလှုပ်ရမှာသူ့ရဲ့အလုံးမဟုတ်ပဲကစားသမားတွေရဲ့အလုံးလို့ပြောရတယ်သူကဗိုင်မန်ဘလော့ကလက်တဲ့ကိုဝင်ကြည့်နေတယ်မဇူကာဆဲကိုအခုအစမ်းခိုင်းကြည့်မယ်လို့ပြောပြီးတော့မီနာမီလာဝနေရာမှာမဇူကာဆဲကိုလူစားလဲလိုက်ပါတယ်။သူငယ်ကလေးကအမေကစားရင်ခဲ့တဲ့အတင်းမှာကစားဝင်ရတဲ့မဇူကာဆဲကသူ့ချစ်တဲ့ဘောလုံးကိုကောင်းဝေဖို့အတွက်ဆူရှိရဘောလုံးကိုလူ။ဒါပေမဲ့ဆူရှိကတော့ဗိုင်မန်တင်းသားတယောက်ချင်းစီကိုဘောလုံးနဲ့ထိခိုက်နိုင်ချင်မထနိုင်အောင်လှုပ်ပါတယ်။ နောက်ဆုံးမဇူဟာသဲတယောက်ပဲချန်ခဲ့ပြီးမြဲမဇူဟာသဲကတော့ဆူရှိရဘောလုံးကိုဆက်ပြီးတော့လုနေပါတယ်။တကယ်တော့ငါးသိတက်ဆိုတာဂျပန်နိုင်ငံကအကောင်းဆုံးကစားသမားတွေနဲ့ဖွဲ့စည်းထားတဲ့အသင်းဖြစ်ပြီးတော့သူတို့ရဲ့ရည်ရွယ်ချက်ကတော့ဂျပန်နိုင်ငံမှာရှိတဲ့အသင်းသားကိုချုပ်ကန်ဖို့ရည်ရွယ်ချက်နဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်။ရှင်တို့ကလည်းဆူရှိရဘောလုံးကိုလုပေမဲ့လည်းလုလို့မရပါဘူး။အသင်းသားတယောက်ကတော့သူကဆက်မကစားနိုင်တော့ဘူးလို့ပြောပြီးတော့ပြိုင်ပွဲကနေထွက်သွားပါတယ်။ဆူရှိကမဇူဟာသဲကိုဗိုင်းမန်တီးကဒီလောက်ပဲလို့ပြောပါတယ်။ သူရှိရှိကဘလုံးရောက်ရတယ်မသူကစရာတော့အရှုံးမပေးပဲအနေအောင်တွေ့ဖို့တည်တင်းလို့ကြော်ဖြတ်ပြီးတော့လိန်ခေါက်သွားပါမသူကစရာကိုယ်အီရောက်ရောက်ပြီမဲ့ကိုမတင်မဲ့ဘလုံးကိုဆွဲပြီးတော့ပြန်ပြေးလာပါအစင်းသားတွေကတော့သူတို့ကိုဘလုံးကိုပြောပြီးမဲ့မသူကစရာကတော့ဘသူ့ကိုမှဘလုံးမပေးသူတောက်တဲ့ဘလုံးကိုဆွဲပြီးတော့ပြေးနေပါတယ်အစင်းသားတွေကတော့နားမလဲပေးမဲ့ခုတော့ကမသူကစရာသူအစင်းသားညာနေရဦးသီးလို့သူတောက်တဲ့ဘလုံးကိုဆွဲပြီးတော့အချိန်ပြည့်ရဲ့ဒီပြေးနေရလို့ပြောဒါဟုတ်တည်းရဲ့စူရှိရလေသူအတင်းသားနေမသူကလည်းပြေးလို့မရအောင်ပိတ်ထားလိုက်ပါအဲ့ချိန်မှာစူရှိရအများကြီးမှလည်းတော့ပုံမှန်တော့ ဗတာဆိုတာစွမ်းအများလူမထုတ်နိုင်တဲ့အရာဖြစ်ပြီးတော့ပုံမှန်ဆိုရင်တာမမြတ်သိတယ်မမြင်ရပါဘူးဒါပေမဲ့အစွမ်းတွေကိုကျွန်းကျွန်းကျင်ကျင်သုံးနိုင်မယ်ဆိုရင်တော့အားလုံးမြန်တဲ့ပုံစံဖြစ်သွားပါမစုကာဆက်ကအဟောပါပြီမင်းစုကီရှိကအဟောတာဆောသေးရဆိုပြီးတော့သူ့ရဲ့ဖတာနဲ့မစုကာဆက်ကိုစပြီးတော့တိုက်ခိုက်ပါတယ်မစုကာဆက်ကလဲကျသွားပြီမင်းပြန်ထပြီးတော့သူ့ဟာအားလုံးနဲ့အတူဘောလုံးအတူကစားနေတယ်လို့ပြောပါတယ်ပြီးတော့မင်းကတောင်းယူထားတဲ့အရာကိုပြီးပြီလို့ရင်နီလကောင်ကိုတွေ့လာနိုင်ရဲ့လို့မစုကာဆက်ကပြောပါတယ်ဒီမှာစုကီရှိကမစုကာဆက်ကိုဘောလုံးနဲ့ကလိုက်တဲ့အတွက်မစုကာဆက်ကလဲကျသွားပါတယ် လဲချသွားရင်မဇူဟာဆဲရပြန်ထပြီးတော့ရှင်တို့ရဲ့အင်ညိုဆဲပြီးခေါင်းဆောင်ရှုံးဝေးပြန်နေလို့ပြောပါတယ်မဇူဟာဆဲရဲ့စကားကိုကြားတော့ရှင်တို့ကသူကခေါင်းဆောင်တယောက်ဖြစ်ပါရဲ့နဲ့သူ့အသင်းသားတွေကိုမကောက်ဝဲပေးနိုင်ရဲ့ဥသွေးစကားနဲ့အတူသူ့ရဲ့ခန္ဓာဝေးကနေအဖတာလည်းထွက်လာခဲ့ပါတယ် တောင်မြင်ရတဲ့မစူကာဆဲကိုလည်းအဟောသွိုင်းနဲ့အပိုင်းနှစ်လေးကဒီနေရာမှာပဲပြီးသွားပါတယ်။စိတ်ဝင်စားရင်အပိုင်းသုံးကိုနောက်နေ့မှာဆက်ပြီးတော့တင်ပေးသွားမှာဖြစ်တဲ့အတွက် like comment နဲ့ subscribe လေးလုပ်ခဲ့ဖို့တောင်းဆိုပါရစေ။